မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရဖျားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာခြေစူရာအပြင်ကျွန်တော်နဲ့အတူလူကပတ်တော်ဆင်ကျင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာခန်းကြီး15အပိုင်းငယ်၄ကိုဆင်ကျင်ဖို့ပြင်ဆင်ထားပါတယ်ငါတို့ဒီစံစာ၌ပါသောတီးခံခြင်းတက်တာခြင်းအကြောင်းများကိုအမိပြု၍ မျော်လင့်ရသောအခွင့်ရှိစေခြင်းကကျမ်းစာ၌အထက်ကရေးထားသမျှသည်ငါတို့ကို ဆုံးမဩဝါဒပေး၍ရေးထားသတည်းဒီကျမ်းစာကိုကြည့်တဲ့အခါမှာအမတန်မှခွန်အားယူစရာဖြစ်သလိုကျွန်တော်တို့အတွက်လည်းသတိပြုစရာအချက်ရှိပါတယ်ကျမ်းစာမှာရေးထားသမျှအကြောင်းအရာတွေကိုကျွန်တော်တို့သိဖို့လိုပါတယ်အထူးသဖြင့်ဓမ္မဟောင်းကျမ်းထဲမှာရှိတဲ့ဘုရားသခင်နဲ့လူတို့ရဲ့ဆက်ဆံရေးတနည်းအားဖြင့်ပြောရရင် လူပုဂ္ဂိုလ်တွေရဲ့အကြောင ဒါတွေကိုကျွန်တော်တို့တည်တည်ချာချာလေးသိဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီထဲကနေကျွန်တော်တို့အတွက်သီးခံခြင်းအကြောင်းတွေတက်တာခြင်းအကြောင်းတွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့မျောလင့်ချက်ဆိုတာကိုလည်းမြင်တွေ့စေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့အတွက်ဒီကျမ်းစာမှာပါတဲ့အကြောင်းအရာတွေကစုံမဩဝါဒပေးထားတယ်လို့တမန်ကျမ်းစာမှာပြောပါတယ်။တခါလေးမှကျွန်တော်တို့ကကျမ်းစာတွေကလူပုဂ္ဂိုလ်ရဲ့အကြောင်းကို မတိပဲနေတာရှိပါတယ်ကျွန်တော် online ပေါ်ကနေသင်ပေးနေတဲ့ဆယ်ကျော်သက်အရွယ်ကလေးတွေကိုကျွန်တော်စန်းစာတဲ့ကလူပုတ်ကိုယ်တွေအကြောင်းကို မေးဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းဘယ်နှကျမ်းရှိသလဲဓမ္မတိကျမ်းဘယ်နှကျမ်းရှိသလဲဓမ္မဟောင်းကျမ်းတွေကစန်းစာဆောင်တစ်ခုချင်းစီရဲ့အကြောင်းနေနဲ့အဲ့ထဲမှာပါတဲ့လူပုတ်ကိုယ်တွေအကြောင်းတွေကိုပြောပြရင်းနဲ့တချို့မိကုံးလေးတွေမေးကြည့်တဲ့အခါမှာသူတို့တွေမသိပဲဖြစ်နေတာတွေ့ရပါတယ် စန်နစ်ကူကောင်းကောင်းတက်ခဲ့တဲ့သူဆိုရင်တော့တမာကျန်းစာတွေကလူပုဂ္ဂိုလ်တွေအကြောင်းတော်တော်များများသိနိုင်ပါတယ်။ဆရာမတွေကလည်းစန်နစ်ကူတင်တဲ့အခါမှာရှင်ဘီရင်တွေအကြောင်းတွေကို သူတို့ပြောပါလိမ့်မယ်။ကျွန်တော်တို့ကအဲ့ဒီအကြောင်းအရာတွေကိုမသိဘူးဆိုရင်ဘယ်မှာသွားပြီးတော့မှခွန်အားယူစရာရှိမလဲ။ဒါဝိတ်ဆိုတာတော့သိကောင်းသိမယ်။မောရှေဆိုတာတော့သိကောင်းသိမယ်။ဒါပေမဲ့တခြားပုဂ္ဂိုလ်တွေအများကြီး ဘုရားအသုံးပြုတဲ့သူတွေရဲ့အသက်တာကိုလေ့လာစရာအများကြီးဘုရားသခင်နဲ့မမှန်ကန်လို့အသက်တာမှာဘလို့ဖြစ်ပျက်လဲဆိုတဲ့အကြောင်းအရာတွေအများကြီးရှိပါသေးတယ်။ဒါတွေကိုလည်းကျွန်တော်တို့သိဖို့ဆိုရင်တမန်ကျမ်းစာတွေကဓမ္မဟောင်းမှာဖော်ပြချက်တွေကိုသေးသေးချာချာကျွန်တော်တို့ဖတ်ရှုဖို့ရန်အတွက်လိုအပ်ပါတယ်။ဒါကြောင့်မလို့ကျမ်းစာကို ကျွန်တော်တို့ကများများဖတ်ဖို့လိုပါတယ်။တချို့အကြောင်းအရာတွေကတစ်ခါတလေမှာ မျက်စိရှမ်းပြီးတော့မတွေ့တာလေးလက်ရှိတတ်ပါတယ်ခဏခဏဖတ်ခြင်းအပြင်ကျွန်တော်တို့အတွက်အကြောင်းအရာတွေကိုမှတ်မိစေတယ်ပြီးတဲ့အခါမှာကျွန်တော်တို့အတွက်တိဆောက်စရာဖြစ်စေတယ်ချစ်တော်မိဘကြီးကိုမောင်နှမတို့ကျွန်တော်တို့ကဩဝါဒတွေကိုပဲစင်ချင်ပြီးဩဝါဒတွေကိုပဲနားထောင်ပြီးတော့မှခွန်အားယူဖို့လည်းမဟုတ်ပါဘူးပုံသက်တည်ရှိတဲ့လူပုဂ္ဂိုလ်ရဲ့အကြောင်းကိုလည်းသိဖို့လိုပါတယ်ဒါကြောင့်မလို့တမဟောင်းမှာဆိုရင်တော့လူပုဂ္ဂိုလ်ရဲ့အကြောင်း လူမျိုးနွယ်စုတွေအကြောင်းဒူးဦးချင်းစီရဲ့ဇယိုက်လက္ခဏာတွေအကြောင်းကိုတွေ့နိုင်ပါတယ်။ဓမ္မသစ်မှာတော့ဩဝါဒတုံတယ်မှုတွေကပိုများပါတယ်။ကျွန်တော်တို့ကဩဝါဒတွေကိုလည်းသိဖို့လိုတယ်။လူပုဂ္ဂိုလ်တွေအကြောင်းကိုလည်းသိဖို့လိုတယ်။ဒါမှသာလျှင်ကျွန်တော်တို့အသက်တာအတွက်မျော်လင့်စရာဘာလဲ၊သီးခံခြင်းကဘာလဲ။ကျွန်တော်တို့အတွက်ဖရားရဲ့တုံတင်မှုတွေပါလဲဆိုတာကိုကောင်းစွာသိရှိနားလည်မှာဖြစ်ပါတယ်ပုံသက်တွေလည်းယူနိုင်မှာဖြစ်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေ ဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အသက်တာအတွက် ကိုရောရဲ့တွန်သင်မှုတွေကနည်းနည်းပါတယ်တမန်ကျမ်းစာထဲကလူပုဂ္ဂိုလ်တွေအကြောင်းကိုလည်းတေးချာစွာနားလည်သိရှိနိုင်ဖို့ကျမ်းစာဖတ်ခြင်းနဲ့စိတ်ပေးပါချိန်ယူပြီးဖတ်နိုင်ဖို့လည်းမဆပါကျေးဇူးတင်တယ်ဒီနေ့တို့ကပတ်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာဘုရားသခင်မဆခြင်းနဲ့အတူခန္ဓာစိတ်ဝိညာဉ်ကြွယ်ဝစေပါမိအကြောင်း အသက်တာများကိုဆက်ကပ်ဆုတောင်းပေးတဲ့အခါသခင်ယေရှုနာမ၌ဆက်ကပ်အနံဆုတောင်းပါ၏အာမင်